လာမယ့်တောက်ချာနေ့မှာရှင်ပြိုင်ထိုးသတ်မယ်ထိုးမင်းအောင်ရဲ့ပွဲချုပ်သုံးသပ်ချက်ဗီဒီယိုဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။လာမယ့်အော်တိုဘာလ18ရက်နေ့တောက်ချာနေ့ညမှာဆိုလို့ရှိရင်တော့ထိုးမင်းအောင်ရဲ့ပွဲရှိပါတယ်။ဒါထိုးထိုးမင်းနဲ့သူတို့ညီကိုတွေကလည်းဒါထိုင်းနိုင်ငံဘန်ကောက်မြို့ထွက်ခွာသွားပြီပေါ့နော်။ဒီပွဲမှာဆိုလို့ရှိရင်ထိုးမင်းအောင်အနေနဲ့အခွင့်အရေးရှိနိုင်လားပြီးတော့ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်တယောက်တည်းရဲ့အမြင်ကိုအဓိကပြပြချင်တာဖြစ်ပါတယ်။ ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာထုံးမင်းအနေနဲ့တဘာပိုင်းအရာရောပြီးလို့ရှိရင်ကျွန်တော်တို့အတွေ့အကြုံနဲ့ညီစနစ်ပိုင်းအရာရောနည်းနည်းလေးစီနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမြင်ပါဒါပေမဲ့ကျွန်တော်အနေနဲ့ဒီလိုပြောတဲ့အတွက်ကြောင့်မလို့ထုံးမင်းအောင်အနေနဲ့အခွင့်အရေးမရှိဘူးလို့တွေးတာမျိုးတော့မဟုတ်ပါဘူး။ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာကပြိုင်ဘက် Thai Fighter ကတန်တုံကကြတော့ Fatus ပါလေးကျင့်နေတယ်။ပြီးတော့သူ့အနေနဲ့က Thai Fighter မှာလည်းချန်ပီယံဖြစ်ခဲ့ပြီးတော့1ချက်မဲ့ရှစ်ကိုလည်း ဒါရောက်ရှိလာတာအရင်တော့မကြသေးဘူးပေါ့နော်ဝမ်ချမ်ပီယံရှစ်မှာ၃လဝင်လောက်ပဲထိုးသန်းရသေးတဲ့ကစားသမားဖြစ်ပါတယ်။ရလက်ပိုင်းအရာလဲဝမ်ချမ်ပီယံရှစ်ကိုရောက်လာပြီးကလေးကအရင်တော့မကောင်းဘူး။ဒါမဲ့ Thai 5မှာကတော့သူ့အနေနဲ့ပွဲတော်တော်များများထိုးသန်းခဲ့မှုတွေအတွက်ကြောင့်မလို့မွေထိုင်းအတွေ့အကြုံပိုင်းမှာတော့တော်တော်လေးများတယ်။နီးစနစ်ပိုင်းအရာဆိုလို့ရှိရင်လည်းခြေကံပိုင်းလက်တီထိုးပိုင်းနီးစနစ်တွေကကောင်းမင်းတဲ့ထဲမှာပါတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ထုံးမြောင်ဘက်ကအဓိကကဗန်နီယာတွေမှာတားလဲဆိုတော့ ဒီအရက်က9ပေ10လက်မနဲ့တာ9ပေ17လက်မပတ်ဝင်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့အရက်မှမသိမသာတာမယ်ပြီးတော့ခြေတန်လက်တန်ဆိုလို့ရှိရင်တော့ထုံးမြောင်ဘက်ကနည်းနည်းလေးပို့ပြီးတော့တာနိုင်တယ်တို့တော့ကျွန်တော်စိတ်ထဲမြင်တယ်ဒါပေမဲ့ပြိုင်ဘက်ကထုံးမြောင်ထက်စားလို့ရှိရင်တော့ weight ကတော့ပိုကြီးပါလိမ့် weight ပိုကြီးသလိုဒါအသက်ကလည်းကြီးလာဖြစ်တဲ့အတွက်ထုံးမြောင်ဘက်မှာငယ်ကုန်လေးတစ်ခုလည်းရှိပါပြီးတော့မာကုံပိုင်းကပြောရမယ်ဆိုလို့ရှိရင်တော့ထုံးမြောင်ကနည်းနည်းလေးပို့ပြီးတော့မာမယ်လို့တော့မြင်တယ်။သူဝမ်းချမ်းမြေရှိမှာထိုးသွားခဲ့တဲ့ပြိုင်ပွဲတွေမှာဆိုလို့ရှိရင် ခြေခံကျန်းနဲ့ဒါနောက်ောက်ကျထားတာရှိရဲဆိုပေမဲ့ကျန်းနဲ့ပွဲတွေမှာတော့အဲ့လောက်ကြီးနော်ထောင်းနေပါရင်ကြတာမျိုးတော့မတွေ့ရဘူးဒီအတွက်ကြောင့်မလို့မာဟုံရမဆိုးလို့ပြောလို့ရပါပြိုင်မှတ်ခါကျတော့အတူအနေနဲ့နော်ထောင်းကျတာကြီးတော်တော်လေးများတယ်မာဟုံပိုင်းအရာဆိုလို့ရှိရင်နည်းနည်းလေးနှိပ်တဲ့ပုံစံမျိုးရှိပါ နေစနစ်ပိုင်းအရတော့တတိထိုးတက်တက်တဲ့ပုံစံမှာဆိုလို့ရှိရင်ဖိုက်တာနှစ်ယောက်လုံးကညာချေညာလက်ကိုရှေ့ထုတ်ထားတဲ့ဆော့ဘော့စတန်နဲ့ထိုးတက်တာဖြစ်ပြီးတော့သူတို့ရဲ့အဓိကအားတန်နဲ့လက်နက်တွေကိုပြောပါဆိုလို့ရှိရင်တော့ဘယ်ဖြောင်းလက်တီတွေဘယ်ခြေကန်ချက်တွေဖြစ်ပါဒီနေရာမှာဘဲဖြောင်းလက်သေးရတော့နှစ်ယောက်လုံးကတယောက်နဲ့တယောက်အရန်ကြီးမကွာဘူးလို့တော့ခံစားရတယ်ပေါ့နော်အဓိကဘောင်စင်စကေးပိုင်းမှာတော့အရန်ကြီးကွာတာမျိုးမဟုတ်ဘူးဒါပေမဲ့ထုံးမအောင်ဘက်ကနည်းနည်းလေးပို့ပြီး အဲနှီးမယ်လေးမယ်လို့တော့ကျွန်တော်စိတ်ထဲတော့ခံစားရတယ်။ဒါပွဲထဲရောက်ရင်တော့ဒေသာတော့သိရမယ်ပေါ့နော်။ဒါပေမဲ့တန်ထုံဘက်ကအဓိကတာတာကခြေကန်ချက်ပိုင်းခြေကန်ပိုင်းမှာဆိုလို့ရှိရင်သူ့ရဲ့ခြေကန်ထွက်တဲ့ပုံစံကတော်တော်လေးကောင်းတယ်လို့မြင်တယ်။လိုကစ်တင်မှာဆိုလို့ရှိရင်လည်းထုံမရောက်အနေနဲ့နေသွားနိုင်တော့တဲ့အနေအထားမျိုးတွေထွက်တော်တွေ့ရပါတန်ထုံနေတဲ့ဒီပွဲမှာလိုကစ်တွေတော့ရှော့ကန်ပြီးတော့ထုံမရောက်အထိနာအောင်ဖိလာပေးလာတိုင်းတာမျိုးတွေလည်းရှိရလို့တော့ကျွန်တော်အနေနဲ့သုံးသက်တယ်။ဒါပေမဲ့ အဓိကအဖြစ်တန်တုံကလည်းအင်တာဗျူးမှာပါလေဖြစ်ရလဲဆိုတော့ထုံးမင်းအောင်ကအခြေခံချက်နဲ့နောက်ောက်ကြဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒုတိယခြေနှောင်းမှာအမြင့်အခြေခံချက်နဲ့အဆုံးသတ်မယ်ဆိုပြီးတော့လေကြိုပြီးတော့ပြောထားတဲ့အပိုင်းတွေရှိပါတယ်။ပြောရရင်ဒီလိုမျိုးကြိုပြောထားတဲ့ကိုကျွန်တော်အနေနဲ့တော့မယုံဘူး။ဘာလို့လဲဆိုတော့ကစားသမားတစ်ယောက်က ဒီလိုမျိုးကြိုပြောစရာအကြောင်းမရှိဘူးဗောနော်သူ့အနေနဲ့တကယ်ပလန်ထားတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကြိုပြောစရာအရင်အကြောင်းမရှိဘူးလို့တော့မြင်တယ်ဒါပေမဲ့ထုံးမရောက်အနေနဲ့ကလည်းပြောရင်လက်ကျတဲ့ပြဿနာကတော်တော်လေးရှိပါဒီတော့ကြောင့်မလို့သူကကြိုပြောထားပြီးတော့အေးတိုင်းပွဲသိမ့်နိုင်တယ်ဆိုလို့ရှိရင်တော့လေဒါနမရတော့ကြည်ုံပါဗောနော်ဒါပေမဲ့ထုံးမရောက်အနေနဲ့လည်းသူကကြိုပြောထားတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့လုံးဝလုံလုံချုံချုံ safe ဖြစ်အောင်တော့ကစားဖို့လိုတယ်ခြေခံချက်ကတော့ထိလို့မရဘူးတတိချက်ဒီခံနိုင်နေဆိုရင်တော့မှပဲထုံးမရောက်မှာတော့ခြေခံချက်ကိုခံနိုင်တော့တဲ့မာကုံမျိုးကတော့မရှိရတော့ကျိန်းနေပါ အဲ့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ထုံးမြောင်မှာအခွင့်အရေးရှိရလို့ဘာလို့သတ်မှတ်လဲပြောပါဆိုလို့ရှိရင် တန်တွန်ကသူ့ကစားတဲ့ပုံစံ safe မဖြစ်ပါကစားသမားတယောက်ကသူ့ရဲ့ဘေးကင်းမှုကိုဦးစားပေးပြီးကစားတာလားပွဲသိမ်းပြီးတော့ entertaining ဖြစ်အောင်ကစားတာလားဆိုတဲ့အချက်ကအရေးကြီးပါပြောရရင်တန်တွန်ကသူ့မာကုံအလောက်ကြီးမမြင်သည့်တိုင်အောင် race များတဲ့ကစားဟန်မျိုးနဲ့ပြိုင်ဘက်ကိုစိုင်ထိုးပြိုင်ထိုးလုပ်လို့ရှိပါပြောလို့ရှိရင်များသူ့နီးစနစ်ပိုင်းနည်းနည်းတာနေမယ်ကောင်းနေမယ်ဆိုရင်တော့မှပဲ သူ့အနေနဲ့အေးပိုင်းကိုအရန်ကြီးဖိပြီးတော့အခွားဝေးတွေဆွတ်ထိန်ထားပြီးကစားတဲ့ပုံစံမျိုးတိတ်ပြီးတွေ့ရလိမ့်မရှိဘူးသူ့အနေနဲ့ပြန်ပတ်နဲ့နေမလဲငါလဲဆိုတဲ့ပုံစံမျိုးကိုနည်းနည်းလေးတစ်ခါကျရင်တွားချင်တယ်ထုံးမင်းရောအနေနဲ့ကတော့ပုံမှန်အားဖြင့်နေစနစ်ပိုင်းကိုအခွားဝေးတစ်ခုအားနေသူ့တလုံးဟန်တလုံးထိုးမယ်ဆိုလို့ရှင်တော့အရန်ကြီးတားလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာထင်ပါဘူးဘာလို့လဲဆိုတော့ပြန်ပတ်မှာကလည်း level တစ်ခုရှိရဲ့ထုံးမအောင်ကအတန်းအရွယ်အဖြစ်လည်းနည်းနည်းငယ်သေးရဲ့ပြီးတော့ဒီအတွေ့အကြုံပိုင်းကလည်းနည်းသေးရဲ့ပေါ့နော်ဒီတော့ကြောင့်မလို့အခွားဝေးတစ်ခုကနေပြီးတော့ထိုးရကန်တယ်ဆိုလို့ရှိရင်တော့ပြိုင်ဘက်ရဲ့ကစားတဲ့အနေထားတွေကနည်းနည်းလေးပိုတာလို့မြင်တယ်ဒါပေမဲ့ထုံးမအောင်က ကောင်းတာတစ်ခုကမာကုံရှိပြီးတော့သူကလည်းခက်ကြမ်းကြမ်းဝင်တက်တဲ့ပုံစံမျိုးရှိတဲ့အတွက်ကြောင့်မလို့ထုံးမရောင်အနေနဲ့နည်းနည်းလေးဒီပြိုင်ပွဲကိုအချိန်တက်လာအောင်ခက်ကြမ်းကြမ်းလေးဖြစ်လာအောင်ဖြည့်ပြီးကစားမယ်ဆိုရင်တန်တုံကလည်းအဲ့လိုမျိုးကစားကွက်တယ်ကိုဝင်လာနိုင်ရရှိပါအဲ့လိုအနေအထားမျိုးမှာဆိုလို့ရှိရင်တော့ကိုကမာကုံတစ်ခုရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပါဝါပိုင်းအရတော့ဒါနှစ်ယောက်ကရန်ကြီးမကွာဘူးပေါ့နော်ဒီလိုအနေအထားမျိုးမှာသူနောက်ဆုံးပွဲတော့က ဒီနော်တောင်းရသလိုမျိုးလက်သီးတစ်ချက်လောက်နဲ့ရလိုက်တယ်ဆိုရင်ပွဲကအလှည့်ပြောင်းကြီးကြီးမားမားဖြစ်သွားနိုင်ခြင်းရှိပါတယ်။ဒီပွဲကိုတော့ကျွန်တော်ကတော့ထုံးမြအောင်အနေနဲ့နည်းနည်းလေးခက်မြန်မြန်နဲ့ပြိုင်ဘက်အထွတ်တက်တောင်းတက်တာမဖြစ်စေတဲ့အနေအထားမျိုးပြီးတော့ပြိုင်ဘက်ကကိုယ်ရောနည်းနည်းလေးဘယ်လိုပြော risk များတဲ့အနေအထားမျိုးကိုဆွဲခေါ်သွားတယ်ဆိုလို့ရှိရင်တော့အေးအနေအထားမျိုးမှာဆိုရင်ထုံးမြအောင်အနေနဲ့အများကြီးအခွင့်အရေးရနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲတော့မြင်ပါတယ်။ ပြောရရင်ရှေ့ရပွဲတော့ဆိုလို့ရှင်လေသူမျက်ခုံးကွဲသွားတဲ့ချိန်မှာအချင်းကြီးမကောင်းတဲ့အတွက်ကြောင့်မလို့ဒါထွန်းထွန်းမင်းကဆင်အောင်ကနေပြီးတော့သူ့ကိုပွဲဖြတ်တော့ဆိုပြီးတော့လောလိုက်တဲ့ချိန်မှာထွန်းမင်းအောင်ရဲ့ကစားတဲ့ပုံစံတောက်လျှောက်တက်လာတဲ့အရှင်ရလည်းရမ်းမြန်လာတယ်။အဲဒီချိန်မှာပြိုင်ဘက်ကဒီချက်ကောင်းမိသွားတဲ့ချိန်မှာလုံးဝကျသွားပြီးတော့နိုင်ရတာ။လက်ရှိတန်နုံကလည်းအဲ့လိုပုံစံမျိုးတော့သွားလို့ရမယ်လို့ထင်တယ်။ဒါပေမဲ့တန်နုံရဲ့ level ကရှေ့ကထိုးတက်ခဲ့တဲ့ပြိုင်ဘက်တက်ဆိုင်အများကြီးမြင့်ပါဘာလို့လဲဆိုတော့သူတို့ချန်ပီယံဖြစ်ခဲ့တဲ့အဖွဲ့အစည်းရဲ့ level ချင်းကလည်းကွာပါ ါတန်တုံကဗရော်နီကာထိုးသွားခဲ့တဲ့ထိုင်ဖိုက်မှာချန်ပီယံဖြစ်ထားတဲ့ကစားသမားပါဒီအတွက်ကြောင့်မလို့ရှော့တွက်တော့မရဘူးထုံးမရောက်အနေနဲ့အခွင့်အရေးတွေကတော့ရှိတယ်သူ့အနေနဲ့အသုံးချနိုင်တဲ့အခြေအနေတွေဖန်တီးဖို့တော့လိုအပ်တယ်လို့တော့မြင်ပါတယ်သူတလုံးကိုတလုံးထိုးတယ်ဆိုလို့ရှင်တော့ပြန်မဘက်ကအများကြီးအားသာနိုင်တယ်လို့မြင်တယ်ဘလို့ပဲနေနေ main event အနေနဲ့ထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ထုံးမရောက်အတွက်ကတကယ်ကိုရှားပါတဲ့အခွင့်အရေးပါ ဒါတန်တုံနဲ့ထိုးတတ်တဲ့အတွက်ကြောင့်မို့လို့လည်း main event မှာတည်ပြီးချင်းခံရတာဖြစ်ပါတယ်။ထို့မြောက်အနေနဲ့ဒီတပွဲမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုချပြနိုင်ပြီးတော့အလေးထိုးနိုင်ပွဲများရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်မြန်မာပြည်သက်တည်းရဲ့ထုံးမြောင်ပေါ်အားပေးတဲ့နှုန်းကအရန်ကိုမြင့်တက်လာနိုင်ခြင်းရှိရလို့တော့ကျွန်တော်တို့မြင်ပါတယ်။ထုံးမြောင်ကစားတဲ့ပုံစံကနိုင်သည်ဖြစ်စေချုံးသည်ဖြစ်စေအလေးထိုးဘက်ကိုဦးတည်ရပြီးတော့ entertaining ဖြစ်ပြီးတော့ပြည်သက်နည်းနည်းလေးဟိုတွေးဆစီတဲ့ကစားဟန်မျိုးလို့ကျွန်တော်စိတ်ထဲတော့မြင်ပါတယ် ဒီတော့ကြောင့်မလို့တန်တော်အနေနဲ့လည်းဒီလိုမျိုးကစားဟန်အတွက်ကြိုပြီးတော့မာကုံဘန်းကိုပြင်ဆင်လာလိမ့်မယ်လို့တော့မြင်ပါတယ်။ဒါပေမဲ့ဘလို့ပဲနေနေအထုံးမရောက်မှနည်းနည်းလေးမာကုံအားသာချက်ကတော့ဒါပိုရှိရလို့တော့မြင်ပါတယ်။အဲဆိုတော့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ဒီစနစ်ပိုင်းကပုံမှန်တိုင်းမကြည့်မယ်ဆိုလို့ရှိရင်တော့အထုံးမရောက်ကနည်းနည်းလေးနှိမ့်နေလို့မြင်တယ်။ဒါပေမဲ့မာကုံဘန်းရဲ့ငယ်ကုံဘန်းရဲ့ပါဝါဘိုင်းမှာလည်းကိုလူကမနှိမ့်တဲ့အတွက်ကြောင့်မလို့ ဒီလိုမျိုးခက်ကြမ်းကြမ်းကစားတဲ့ပုံစံမျိုးပေါက်လာရဲဆိုလို့ရှိရင်တော့ထုံးမအောင်ဘက်မှာအခွင့်အရေးတွေရလာနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပြေပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်။